ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကဒါအခုလက်ရှိမှာ Brian Aubameyang အပြောင်းရွှေ့အပြီးမတနိုင်တဲ့အချိန်မှာသူတို့ပြိုင်တဲ့အနေနဲ့တိုက်စစ်မှုကိစ္စကိုပါတောက်လျှောက်ဆောင်ရွက်နေရှိတယ်ဒီအပိုင်းမှာ United ကအယောင်ကိစ္စတွေကိုတောက်လျှောက်ဥတီနေတိထိုင်အောင်ဆန်ချိုကလည်းလဆာရှုံမယူ Marcus Rashford ကလည်းဘာမှမသိအဲဒီတစ်ချိန်တည်းမှာပဲ Anthony ကတော့ ဘတ်တီနဲ့နှစ်သိန်းပိုင် ownership ကိစ္စတွေနဲ့ဆွေးနွေးနေတဲ့အချိန်မှာဖိုင်လာမလာစီယာကို PSV Eindhoven ကအပိသက်ဝယ်ယူခွင့်ရှိသည့်တိုင်အောင်မဝယ်ဘဲနဲ့ပြန်ပို့လိုက်ပြီးဆို United ကဇာမာထုတ်ဖို့ကအမတန်တော်တော်ခက်နေတဲ့အချိန်မှာသူတို့ Rasmus Hojlund ကလည်းမထွက်ဘူးကြီးတောင်းလျှောက်ငင်းနေတယ်။မိဖုရားက Hojlund နဲ့ Zexy နှစ်ယောက်ထဲမှာ Zexy ကိုပဲရွေးထားပြီးတော့ Hojlund ကိုထုတ်တယ် င်တာမီလန်ကကမ်းလာပေမဲ့ဒီကမ်းလာမှုကမကောင်းတဲ့ကမ်းလာမှုသူတို့လိုချင်တဲ့ဒီမိုတွေကြောင့်မန်ယူနိုက်တက်ကထရီမီနဲ့ကမ်းလာတဲ့ offer ကိုပယ်ချထားတယ်ဒါပေမဲ့ white line ကိုသူတို့ရောင်းမယ်တော့ဒီတစ်ဖက်ကအလဟန်ဒိုဂါနာချိုကတန်း80ဝယ်မဲ့သူမရှိတော့သူတို့က45တန်းလောက် short ချထားတယ်ဆိုအားလုံးကအယောက်ကိစ္စတွေဒလီတွေတောက်လျှောက်ဖြစ်တဲ့ချိန်မှာ man united ကသူတို့လုံးဆရာရှိတဲ့အလုပ်တော်စက်တိုက်လုပ်နေတယ်ဆိုအခုလောလောဆယ်မှာ man united ပြည်သက်တော်တော်များများဝေဖန်နေတာက ဒီအံပွဲမိုးအပြောင်းရွှေ့အပါဝင်တခြားအပြောင်းရွှေ့ပေါ့လေ Brian အံပွဲမိုးကိုဆွေးနွေးတယ်သဘောတူတယ် agreement ရတယ်ပြန်ညင်းတယ်ဆွေးနွေးတယ်သဘောတူတယ်ပြန်ကြိုက်တယ်ဒါနဲ့ပဲ Chelsea က Joao Petro ကိုမနက်ဆွေးနွေးတယ်ညညနေရောက်ပြီဆိုတော့အဲ့လိုမျိုးချိန်မှာပေးသက်တွေကတော်တော်လေးပြေဝေလာပြီးတော့ဘာတွေလုပ်နေကြလဲလို့မေးခွန်းထုတ်နေတယ်အဲ့ဒါက Arsenal နဲ့တူတူပဲအဲ့လိုအချိန်မှာ Man United က center forward position တို့ကဈေးကြီးလာတဲ့ option တွေကိုရှောင်ရှောင်ရင်းနေအခု အာဆွန်ဗီလာရဲ့အသက်29နှစ်ရွယ်ရှိတဲ့တိုက်စင်မှုအိုလီဝီကင်ဘတ်လှည့်လာတယ်အဓိကကဗီလာရဲ့အခက်ကိုသူတို့အတုံးချချင်တဲ့သဘောအာဆွန်ဗီလာကအခု PSR ကပြဿနာတော်လေးကြီးနေတယ်15တန်းအနှုတ်ပြနေတဲ့အတွက်ဒီချွန်30ရက်နေမှာသူတို့တခုခုလုံးရမယ်ကလပ်ကဘလို့မှလူရောင်းလို့မရတော့နောက်ဆုံးမှာအမျိုးသမီးအသင်းကိုရောင်းလိုက်ရတယ်ဆိုတော့အမျိုးသမီးအသင်းကို Sport V Sport နဲ့ American Investment Group တခုခုကဝယ်သွားတော့အာဆွန်ဗီလာကအဲ့ပြဿနာကိုရေတိုးရှင်းလိုက်ပြီ မဲ့အဲ့ဒါကအကြာကြီးထက်မရဘူးသူတို့မှရှင်းရပါတယ်အများကြီးပဲဆိုတော့အဲ့ပြဿနာကို United ကအခွင့်အရေးယူပြီးတော့အခုဒါ Hollywood King ကိုသူတို့ခေါ်ဖို့ဂျိုးပန်းနေတယ်ဒီနေရာမှာ Aston Villa က Jacob Ramsey တို့ Morgan Rogers တို့ကိုယ်မ Emi Martinez အပါဝင်အခု Hollywood King ရောဒီလျောက်ကဒီ Villa ကထွက်နိုင်တယ်ဆိုတော့ Athletic FC ပေါ့လေတော်တော် report မဟုတ်ဘူး Athletic FC မှာပေါ်ပြချက်ရ Manchester United ကသူတို့ရဲ့ center forward တိုက်စစ်မှု list ထဲမှာ အိုလီဝီကင်ကိုထည့်သွင်းထားတယ်။ဒါပေမဲ့ဒီလိုအားလုံးအပြောင်းအရွှေ့တွေဖြစ်လာဖို့ဆိုရင်ရတ်စမတ်ဝိုင်လန်ထွက်သွားဖို့လိုအပ်တယ်။ကလပ်ဘက်ကဒီအာစွန်ဗီလာအသင်းရဲ့လက်ရှိအခြေအနေတွေအားလုံးကိုဒါသူဘက်ကစောင့်ကြည့်နေပြီးတော့အပြောင်းအရွှေ့ကိစ္စအတွက်သူဘက်က option တစ်ခုအနေနဲ့သူတို့စဉ်းစားထားတယ်။ maybe hollywood king က united ကိုလာ marcus rashford ကဟိုသွားပေါ့လေ။ဒါပေမဲ့ပြောင်းရွှေ့ချင်တော့သူတို့ထပ်လိုက်ရမယ်။ hollywood king က ဒီသူတို့တတ်မှတ်ထားတဲ့ rate မှာနည်းနည်းလေးပိုပေးရနိုင်တဲ့အခြေအနေဒီနေရာမှာ Manchester United နဲ့ United နဲ့ဒါတစ်ဖက်က Aston Villa ကြားမှာ conversation ရှိတာအဲ့ဒါက Marcus Rashford ရဲ့အပြောင်းအလဲကိစ္စနဲ့ conversation ရှိချေမှာ only we can power နိုင်မဲ့ possibility transfer window တခုကိုသူစကားပြောခဲ့တယ်ဆိုပြီး Athletic ကပေါ်ပြထားတယ်အဲ့ဒီမှာပြောင်းရွှေ့ခြင်းတန်း40က Villa ကို option နေနဲ့ပေးမယ်ဒါပေမဲ့ Marcus Rashford ကို Villa ဝယ်ရမယ် ပိုလာမဲ့ပြောင်းရွှေ့ခြင်းကိုမန်ယူနိုက်တက်ကထပ်ပေးပြီးတော့မှဝီကင်ကိုခေါ်မယ်။ဆိုတော့အဲ့ဒီအချိန်မှာမာကက်စ်ဝက်ရှိုးကအဲ့ပြောင်းရွှေ့ကိစ္စမှာဘာဆိုနာပြောင်းရွှေ့ဘာဆိုနာကိုပြောင်းချင်တယ်ပါကြလားဖြစ်ရောအဲ့မှာအဲ့ပြောင်းရွှေ့ကပြတ်သွားတာဒါပေမဲ့အခုဘာဆိုနာကဒီကိုဝီလန်ပြောင်းရွှေ့ကိုလုပ်နေတယ်သူတို့လည်းမသေးကြဘူး။ဒီကိုဝီလန်ပြောင်းရွှေ့ပြည့်ရင်တော့ရက်ရှိုးကဟိုဘက်ကိုပြန်ရောက်နိုင်မယ်။အခုတိုင်းဒီကိုဝီလန်ပြောင်းရွှေ့ဆက်ဖြစ်ရင်နောက်ဆုံးမှာဗီလာနဲ့ မန်ယူနိုက်တက်ကြားမှာဝက်ခင်နဲ့ရက်ဖို့ဆွတ်တီကိုယူနိုက်တက်ကအလိုက်ပေးရပွဲရှိတယ်လို့ဖော်ပြထားတယ်။ဒါပေမဲ့ဒါက no guarantee အပြောင်းအရွှေ့ဖြစ်တယ်တော့ဘာကြောင့်လဲဆိုတော့အဲ့ဒါဒီအားလုံးဖြစ်ဖို့ဆိုရင်ယူနိုက်တက်ကလူထွက်ဖို့လိုအပ်တယ်။မဖြစ်မနေတိုက်စစ်မှုတယောက်ထွက်ရမယ်။တိုက်စစ်မှုတယောက်မထွက်ဘဲနဲ့သူတိုက်စစ်မှုခေါ်လို့ကိုမရဘူး။ဆိုတော့ white land ထွက်ကိုထွက်ရမယ်။ white land မထွက်ရင်ခေါ်လို့မရဘူး။ယူနိုက်တက်ကအခု andre onana case လေသူစဉ်းစားနေတယ်။ ဒါအခု Vodafone ကိုသမားသဘောကျတယ် Atlanta ကိုသမားသဘောကျတယ် Lille ကိုသမားသဘောကျတယ် Emi Martinez ကိုကျရတယ် Onana မထွက်ရင်အငှားချမယ်ပြီးရင်ကိုသမားတယောက်ခေါ်ခြင်းနဲ့ဒါပေမဲ့အဲ့ဒါလည်းထွက်ဖို့ခက်နေတဲ့အချိန်မှာအခု Oli Wilkin နဲ့ Rashford Swap D နဲ့ပြောင်းဆိုခြင်းတချို့လိုက်ပေးမယ်ဒါပေမဲ့ Wildland ထွက်မှာဖြစ်မယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်